ကျွရပြီးရွှေရောင်တောက်နေတဲ့ French Free တွေကိုဘသူကမကြိုက်ပဲနေမလဲတော့ဒီနေ့တော့အားလုံးကြိုက်တဲ့ French Free တွေကိုအိမ်မှာကိုယ်တိုင်ဘလို့အရသာရှိအောင် လုပ်ရမလဲဆိုတာပြောပြပေးမယ်နော်ပထမဆုံးအာလူကောင်းကောင်းရွေးချယ်ပြီးတေချာလေးပါပြီးရင်ရေအေးထဲမှာစိမ်ပြီးကစီတက်တွေထွက်သွားအောင်လုပ်ပေးရပါမယ်ဒါမှကျွရမှာပါအဓိကလျှို့ဝှက်ချက်ကတော့နှခါကြော်တာပါပဲပထမတစ်ခါအပူနည်းနည်းနဲ့ အလူးနူးအောင်ကြော်ပြီးဆဲထားပါပြီးမှအပူများများနဲ့ရွှေရောင်တန်းပြီးကျွရွာလာတဲ့အထိထက်ကြော်ပေးပါဝော့အရန်လွယ်တယ်နော်ဟေးဒီနီးလန်းလေးတွေနဲ့ဆိုရင်အိမ်မှာပဲစပူမှုတယောက်လိုအရသာရှိတဲ့ French fry တွေကိုဖန်တီးနိုင်ပါပြီကိုရိုင်းလုံးကြည့်ပြီးဘလို့ရှိလဲဆိုတာ comment မှာပြောပြခဲ့ပါဦးဒီလိုဗီဒီယိုလေးတွေထက်ကြည့်ခြင်း like subscribe လုပ်ဖို့မမေ့နဲ့နော် ကျွေးရပြီးရွှေရောင်တောက်နေတဲ့ French Free တွေကိုဘသူကမကြိုက်ပဲနေမလဲတော့ဒီနေ့တော့အားလုံးကြိုက်တဲ့ French Free တွေကိုအိမ်မှာကိုယ်တိုင်ဘလို့အရသာရှိအောင် လုပ်ရမလဲဆိုတာပြောပြပေးမယ်နော်ပထမဆုံးအာလူကောင်းကောင်းရွေးချယ်ပြီးတေချာလေးပါပြီးရင်ရေအေးထဲမှာစိမ်ပြီးကစီတက်တွေထွက်သွားအောင်လုပ်ပေးရပါမယ်ဒါမှကျွေးရမှာပါအဓိကလျှို့ဝှက်ချက်ကတော့နှခါကြော်တာပါပဲပထမတစ်ခါအပူနည်းနည်းနဲ့ အာလူးနူးအောင်ကြော်ပြီးဆဲထားပါပြီးမှ အပူများများနဲ့ရွှေရောင်တန်းပြီးကျွ့ရွာလာတဲ့အထိထက်ကြော်ပေးပါဝော့အရန်လွယ်တယ်နော်ဟေးဒီနီလန်းလေးတွေနဲ့ဆိုရင်အိမ်မှာပဲစပိုမှုတယောက်လိုအရသာရှိတဲ့ French fries တွေကိုဖန်တီးနိုင်ပါပြီကိုရိုင်းလုံးကြည့်ပြီးဘလို့ရှိလဲဆိုတာ comment မှာပြောပြခဲ့ပါဦးဒီလိုဗီဒီယိုလေးတွေထက်ကြည့်ခြင်း like subscribe လုပ်ဖို့မမေ့နဲ့နော်